မင်္ဂလာပါရှင်။ຫນွေသတင်းချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးဆိုရနဲ့တိုင်းဒေသလက်နက်ကင်တော်လေးဖွဲ့တွေပါဝင်တဲ့အားကောင်းသောအစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းရေးဆက်လက်လှုပ်ဆောင်နေလို့ NUG ရဲ့သမ္မတကကြေညာအမျိုးသားညီညွတ်ရေးဆိုရ NUG ပြပြပြောင်းလေးကိုအဆင့်ဆုံးစင်နဲ့ဆောင်ရွက်နေပြီးအမျိုးသားညီညွတ်ရေးဆိုရနဲ့တိုင်းဒေသလက်နက်ကင်တော်လေးဖွဲ့တွေပါဝင်တဲ့အားကောင်းတဲ့ဆရာအဖြစ်ပြင်ဆင်ဖွဲ့စည်းရေးဆက်လက်လှုပ်ဆောင်နေလို့ NUG ရဲ့သမ္မတတို့ကလည်းရှင်းလာကကြေညာလိုက်ပါတယ်။ ။ရာဟိသမရတူအားလည်းရှိလာကဒီဇင်မာရှင်ညပိုင်းမှာမြို့သားညညရေးဆွေးရပြပြပြောင်းလဲရေးနဲ့ပတ်သက်ပြီးမိကုံးပြောကြားမှာခုလိုထည့်သွင်းပြောကြားလိုက်တာဖြစ်ပြီး UNG နေနဲ့ဒုတိယအဆင့်နဲ့တတိယအဆင့်ပြပြပြောင်းလဲရေးတွေကြန့်ရှိသေးရလို့နိုင်ငံတော်ရာဟိသမရတူအားလည်းရှိလာကအသိပေးပြောဆိုပါရယ်။ပြာဇလတ်တော်ကိုစားပြုကော်မတီကပြည်သူ့တရားလုံကိုထုတ်ပြန်ပေးခဲ့တဲ့ဆိုရအဖွဲ့ပြင်ပြောင်းလဲဖွဲ့စည်းပုံက ကျွန်တော်တို့ရဲ့ပထမအဆင့်ပြုပြင်ပြောင်းလဲမှုပဲဖြစ်ပါတယ်ဒုတိယအဆင့်ပြုပြင်ပြောင်းလဲကလက်ရှိမျိုးသားညညရေးဆိုရနဲ့ဒိုင်းဒါလက်နက်ကင်တော်လိုင်းဖွဲ့စည်းပါဝင်တဲ့ကိုစားပြုမှုအကောင့်နဲ့ဆိုရဖြစ်ပြင်ဆင်ဖွဲ့စည်းဖို့ပဲဖြစ်ပါတယ်ဒုတိယအဆင့်ပြုပြင်ပြောင်းလဲကတော့မြောက်လိုက်တဲ့ဂျန်ဖတ်စီအုပ်စုကိုဖြုတ်ချပြီးတဲ့နောက်အသွင်ကူပြားရေးဆိုရတရားကိုဖွဲ့စည်းဖို့ဖြစ်တယ်လို့ရှားရီတမရတူအားလက်ရှိလာကပြောကြားပါတယ်ဒါပေမဲ့လက်တလုံးမှာတော့မဟာမိတ်စီရဲတပ်ပေါင်းစုံနဲ့မဟာမိတ်နိုင်ငံရဲ့တပ်ပေါင်းစုဖြစ်ပေါ်လာဖို့ကန့်သက်တွေရှိနေရလို့ယာယီသမ္မတကအသိပေးပါတယ်။ မဟာမိတ်ဆွေတပ်ပေါင်းစုနဲ့မဟာမိတ်နိုင်ငံရေးတပ်ပေါင်းစုမှသည့်မြို့သားတမျိုးသားလုံးညီညွတ်ရေးကိုကျယ်ပြန့်စွာကိုစားပြုနိုင်တဲ့ဆွေအဖြစ်လာအထူးသဖြင့်ဒိုင်းသားတော်လိုင်းအင်အားစုတွေကျယ်ပြန့်စွာပါဝင်လာနိုင်အောင်ကျွန်တော်အားလုံးကြိုးစားခဲ့ကြရတယ်။ဒါပေမဲ့အဓိကဒိုင်းသားလက်နက်ကိုင်အင်အားကြီးစုတွေဟာမြို့သားညီညွတ်ရေးဆွေအဖွဲ့တွေထဲမှာထက်ထက်ဝင်ပူးပေါင်းပါဝင်ဖို့လက်ရှိချိန်မှာကန့်သက်တွေရှိနေစွာသိရတယ်။ ယနေ့ကြေဆွဲအပြင်ပြောင်းလဲအဆင့်တောင်းဆင်းနဲ့ပတ်သက်တဲ့အချိန်ကာလကိုတော့ယာယီသမ္မတကတိကျပြောဆိုမထားသေးပါဘူး။ဒါအပြင်ပြည်သူ့တဘောထားနဲ့ညီဆွေရောက်ဖွဲ့ပြင်ပြောင်းလဲကိုအဆင့်လိုက်ပြုတ်လုဆောင်ရွက်ရမှာဆွေရောက်ပြင်ပြောင်းလဲကော်မရှင် Energy Reform Combination ကိုဇူလိုင်လမှာစတင်ဖွဲ့စည်းပြီးမရီကော်မရှင်မှာယာယီသမ္မတပြောင်းစုဝင်ကြီးချုပ်နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌကိုဦးဆောင်မိစားခဲ့တာဖြစ်တယ်လို့အသိပေးပြောကြားခဲ့ပါတယ်။အန်ယူဂျီကမနေ့ကမနေ့ပိုင်းမှာဝင်းနီချိုကိုအနေနဲ့ပြောင်းလဲပြုလုပ်ခါဆိုရပြင်စစ်ဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ်။ အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းမှုမှာ NUG အစိုးရဖွဲ့ဝင်တွေကဝင်ကြီးချုပ်နဲ့ဒုဝင်ကြီးချုပ်တို့ကိုတာဝန်ယူထားတဲ့အစိုးရဝင်ကြီးဌာနအပြောင်းအလဲပြုလုပ်ခံရခဲ့တယ်။လက်ရှိ NUG အစိုးရမှာအဝင်မြင်ကနိုင်ငံတော်သမ္မတအဖြစ်ဒေါက်ဆန်းစုကြည်ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ဆက်လက်တည်ရှိနေပြီးယာယီသမ္မတဖြစ်သူကလက်ရှိလာကတော့ဆက်လက်တာဝန်ယူထားပါတယ်။ဆလာဘီစက်တက်က73စီကမ်ပဏီပိုင်ရှင်တွေကိုမတမာမှုလုပ်တည်ဦးဆိုကငွေကျပ်ဘီလီယံက40ကျော်ဇန်နဝါရီလ26ရက်နေ့နောက်ဆုံးထားပြန်ပြန်ရာဇသံပေးထားပြီး စီလုံငန်းရှင်များအလုံးပြည်ပထောက်ခဝင်စစ်တပ်ကယာယီပိတ်ပင်ထားဂျပန်စစ်တပ်က73စီကမ္ပဏီပိုင်းရှင်တွေကိုစီတင်တင်ရောက်ချမှာမတမာမှုတွေလုပ်သည်ဆိုကငွေကျပ်ဘီလီယံ940ကျော်ဇန်နဝါရီလ26ရက်နေ့နောက်ဆုံးထားပြန်ပြန်ရာဇသံပေးထားပြီးစီလုံငန်းရှင်များအလုံးပြည်ပထောက်ခဝင်စစ်တပ်ကယာယီပိတ်ပင်ထားကြောင်း73စီလုံငန်းရှင်တိုင်းဝိုင်းကပြောတယ်73စီကမ္ပဏီစီလုံငန်းရှင်များနဲ့ပူးပေါင်းပြီး73စီတင်တင်ရောက်ချမှာမတမာမှုတွေလုံဆောင်ကဲလျက်စင်တဲ့စွန့်ရီတူဝင်ကြီးတန့်စင်နဲ့ညွှန်ကြားမှုချုပ်ရွှေမော်ရိုကိုစစ်တပ်ကနိုဝင်ဘာလအတွင်းဖမ်းဆီးရယူခဲ့ကြောင်း ဒုဝင်ကြီးတန်းစင်နဲ့ညွန့်ကျုပ်ရွှေမော်တို့ကိုဖန်စီရွာမှာဆက်သုံးစီတင်တွင်ခွင်နဲ့စီခွဲတန်းနဲ့ခြားတာပြရမှာငွေကျပ်ဘီလီယံ940ကျော်ဆုံးရှုံးမှုလည်းပေးလည်မှုတွေနဲ့စစ်ထောက်လိုင်းကဖန်စီရေးယူခဲ့တယ်။ရင်းနောက်ဖန်စီကန်ဒုဝင်ကြီးနဲ့ညွန့်ကျုပ်တို့နဲ့ဒုမတမာမှုတွေလှုပ်ဆောင်သူတပ်မတ်ခံရတဲ့ဆက်သုံးစီကမ်နီနဲ့လုပ်ငန်းရှင်ကြီးတွေကိုငွေကျပ်ဘီလီယံ940ကျော်ပြန်လည်ပေးသွင်းရန်စစ်တပ်ကအမိန့်ပေးညွှန်ကြားလာကြောင်းသိရတယ်။ ရကြဘီလီယံက40ကျော်ပြန်လည်ပေးသွင်းရမယ့်စီကံပဏီကြီးမှာခရိုနီဝင်းဆွေပိုင်ဆိုင်တဲ့ BOC ကံပဏီကစစ်တပ်ထံကိုငွေကြက်ဘီလီယံ180ဝင်းကျင်ခရိုနီစောစောပိုင်ဆိုင်တဲ့ Match ကံပဏီကကြက်ဘီလီယံ40ဒေါက်တာဝင်းမြင့်ပိုင်ဆိုင်တဲ့မျက်မြင့်တန်မွန်ကံပဏီကဘီလီယံကျက်40ခရိုနီချစ်ခိုင်ပိုင်ဆိုင်တဲ့ဒန်ကိုကံပဏီကငွေကြက်ဘီလီယံ80ခရိုနီအောင်ကိုဝင်းနဲ့ဆက်နေတဲ့ Brighter ကံပဏီကငွေကြက်7ဘီလီယံ Regency ကံပဏီကကျက်20ဘီလီယံ Apex ကံပဏီကငွေကြက်15ဘီလီယံမြိုင်းတို့အိုင်း ကမ္ပဏီကငွေကြေး15ဘီလီယံတည်တည်ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်းသိရတယ်။ဆတ်သောစီတင်မှုနဲ့ခွဲတန်းချထားမှုမှမတမမှုလို့တည်ဆိုကဖန်စီခံရဆွမ်းရင်တွင်ဝင်ကြီးတန်စင်မှာဝင်ကြီးချုပ်ယူဆွဲတငယ်ချင်းရဖြစ်ပြီးစစ်သက်တို့ပတ်စဉ်23ကျောင်းစင်းအရာရှိတို့လည်းဖြစ်ပါတယ်။ဆက်လက်ပြီးထိုင်းကမ္ဘောဒီးယားစစ်ပွဲဒုတိယမြောင်းနေ့ဖြစ်ဆက်လက်တိုက်ခိုက်ကမ္ဘောဒီးယားဘက်ကနေစစ်အရာရှိကြီးတို့အပါအဝင်တင်ဆောင်မှုရရှိပြီးထိုင်းဘက်မှလည်းထိခိုက်ကြဆုံးမှုတွေရှိနေ ထိုင်းကမ်ဘောဒီးယားစစ်ပွဲဒုတိယမြောက်နေ့ဖြစ်ဒီဇင်ဘာလ9ရက်နေ့မနက်2နာရီဝင်းချိန်ကစတင်ပြီးဆက်လက်တိုက်ခိုက်လျက်ရှိကြောင်းနိုင်ငံသတင်းဌာနတွေဖော်ပြကြေညာသိရတယ်။ယနေ့မနက်9:50မိနစ်ဝန်းကျင်ချိန်ကစတင်ပြီးကမ္ဘောဒီးယားစစ်တပ်က BN21 တုံးကြီးလက်နက်ကြီးဒရုန်းတွေနဲ့စတင်တိုက်ခိုက်ခဲ့ကြောင်းထိုင်းစစ်တပ်ဘက်ကလည်းနေဆက်ဒေသထိန်းချုပ်ရေးတိုက်ခိုက်ပွဲလုပ်ဆောင်နေကြောင်းသိရတယ်။ နယ်တော်ကမ္ဘောဒီးယားစစ်တပ်တိုက်ခိုက်မှုကြောင့်ထိုင်းရဲသားပြည်သူတွေနေနေထိခိုက်ခဲ့ရပြီးထိုင်းတပ်ဖွဲ့တွေကနေဆက်ဒေသကနေနောက်ကျန်ရွာကိုပြန်လည်သိမ်းပိုင်းစစ်ဆင်စတင်ခဲ့ကြောင်းလက်ရှိချိန်ဒီနှစ်နိုင်ငံနေဆက်ကနေထိုင်းပြည်သူတွေကိုဘေးလွယာကိုရွှေ့ပြောင်းပြီးဖြစ်တာကြောင့်ထိခိုက်တဲ့အရှိမှုတို့မဟုတ်တိုက်ဆုံမှုမရှိကြောင်းသိရတယ်တို့ရရင်ကမ္ဘောဒီးယားဘက်ကရတပ်ပြည်သူချုပ်တေဆုံမှုနဲ့ဆေးအရာရှိသူချုပ်တေဆုံမှုတွေရှိနေကြောင်းထိုင်းဘက်မှာလည်းထိုင်းစစ်သားတွေထိခိုက်တေဆုံမှုဖြစ်ပေါ်နေကြောင်းသိရပါတယ်။ ကမ္ဘောဒီးယားဆိုရကယနေ့မနက်ပိုင်းထုတ်ပြန်ချက်မှာကမ္ဘောဒီးယားပြည်သူ9ဦးသေဆုံးပြီး20ဦးထဏ်ရရှိကြောင်းထိုင်းကငြိမ်းချမ်းသဘောတူညီချက်ကိုချိုးဖောက်ကြောင်းသတင်းထုတ်ပြန်နေ။ထိုင်းဝန်ကြီးချုပ်ကတော့ဆစ်လိုလာတဲ့ကမ္ဘောဒီးယားနဲ့တွဲဆောင်ဆွေးနွေးမှုမဟုတ်ကြောင်းယမန်နေ့မှာထုတ်ပေါ်ပြောဆိုတယ်။ထိုင်းစစ်တပ်ကယမန်နေ့ F-16 တိုက်လေယာဉ်နဲ့လေကြောင်းတိုက်ခိုက်မှုလုံဆောင်ခဲ့ပြီးယနေ့မှာလည်းလေကြောင်းတိုက်ခိုက်မှုလုံဆောင်နေကြောင်းထိုင်းစစ်တပ်ကထုတ်ပြန်ပါတယ်။ဆလဘီကြောင်တကားနဲ့ကြောင်ကြီးမြို့နယ်မှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျိုင်ယိုကော်ပတာနဲ့ပုံချဲမှု86နှစ်ရွယ်ဒေါ်စိန်မြိုင်ပွဲချင်းမိသေးဆုံးဖုံးကြီးကျောင်းနဲ့နေအများပြက်စီ ။မကုန်းတိုင်းကြောက်တကားမြို့နယ်နဲ့ကြောက်ကြီးမြို့နယ်မှာရှိတဲ့ဖုံးစည်းဆောင်တဲ့နေအိမ်တွေကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဂျာဟီကော်ပတာနဲ့ပုံကျတိုက်ခိုက်ခြင်းကြောင့်86နေရွယ်တော်စိတ်မြိုင်ပွဲချင်းမိသေးဆုံးခဲ့ကြောင်းဒေသပြည်သူတွေကပြောတယ်။ဒီဇင်မာရှင်းရီမနက်7:00နာရီခန့်မှာကြောက်တကားမြွနယ်ရှိကြောက်စရရဖုန်ကြီးကျောင်းနဲ့ကြောက်ချင်းမြွနယ်ရှိကြောက်စရရတို့ကိုဂျက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲဂျာကော်ပတာနဲ့ပုံကျတိုက်ခိုက်ခဲ့ပါတယ်။ဂျက်ဖက်စစ်တပ်ပုံကျတိုက်ခိုက်မှုတွေ86နှစ်ရတော့စိန်မြိုင်ပွဲချင်းမိသိဆောင်ပြီး72နှစ်ရမောင်းနေဆောင်တဲ့ဦးစင်းကျော်ဝင်းတို့ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းထို့ပြင်ကြေဖွံ့ဖြိုးတဲ့နေအိမ်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတာဆညပါတီပူလောမြို့နယ်ဩဂတာ PDF ဖြစ်ခဲ့ရှင်နေတနေ့သားတိုင်းပူလောမြို့နယ်ကြောက်ကာကျေးရွာမှာနေထိုင်တဲ့ဒိုင်းသားစီလုံးညညရေးပါတီပူလောမြို့နယ်ဩဂတာကိုဖြစ်ခဲ့ရှင်နေခဲ့လို့မြစ်ကဲအမတေတိုင်းကထုတ်ပြန်ပါတယ်။သာသနာပါတီပူလောမြင့်နယ်ဩဂတာဦးကြည်တန်ဟာဆေးဥဆွေရွေးကောက်ပွဲအောင်မြင်အတွက်ဥဆောင်ပါဝင်ကူညီသူဖြစ်တာကြောင့်အခုဒီဇင်ဘာ9ရက်နေ့ကနေအိမ်မှာဝင်ရောက်ဖမ်းဆီးချိန်မှာပြန်လည်ပြစ်ခတ်ဖို့စ조사ခဲ့တဲ့အတွက် ပြစ်ခတ်ရှင်းလင်းလိုက်တာဖြစ်တယ်လို့မြေခံအမတ်တန်အပြန်ကြားရေးတရင်ထောင်ဝင်ကပြောပါတယ်။နေမာတော့ဖန်စီတဲ့တာတကြီးဖမ်းမခံမဲ့ထွက်ပြေးဖို့စ조사လိုက်လည်းဖန်စီရဲဘော်ကိုပြန်ခုခံရေးလက်နက်လူယူပြီးပြန်လည်းပြစ်ခတ်ဖို့조사ခဲ့တဲ့အတွက်မိမိကိုယ်ကိုကာကွယ်ဖို့အတွက်ပြစ်ခတ်ရှင်းလင်းလိုက်ရတာပါ။အဲ့ဒီပြစ်ခတ်မှုတွေမှာပြည်သူမျိုးသားတအုပ်လည်းလက်တန်းကိုကြီးထိမှန်ခဲ့ရကြောင်းအဲ့ဒီထိခိုက်မှုပေါ်စိတ်မကောင်းဖြစ်မိကြောင်းနဲ့ကံအကံရှင်တဲ့မိသားစုတောင်းမဲ့ကြောင်းတိုင်ကဒီဇင်မာ6နေ့မှာထုတ်ပြန်တယ်။ ဒါအပြင်ဆေးရုံဆွဲရွေးကောက်ပွဲလုပ်ငန်းတွေကိုထောက်ပံ့ကူညီနေသူကြောက်ကကြောက်ချွေမှု dropping your order စမ်းသပ်မှုရဲ့လက်ထောက်မချို့ဆိုလိုလဲဖက်စီထိန်းသိမ်းတာကြောင့် matcher message ပြုစုလောက်ကင်နေသူလို့ make a mandate တဲ့ကြံကြိုင်းတာဝန်ခံကပြောတယ်။အနာသိန်းဆေးရုံဆွဲကပြုလိုက်မရွေးကောက်ပွဲမှာလူပုဂ္ဂိုလ်တွေဘာသာရေးကောင်းဆောင်တွေလူမှုဖွဲ့စည်းနေတဲ့တအုပ်ချင်းတော်လည်းကောင်းဖွဲ့စည်းနေတော်လည်းကောင်းမဆက်စည်းအောင်ချင်းအတင်းကြံမေးပြဖို့ချင်းချောက်ချင်းနဲ့ရွေးကောက်ပွဲမှာပေါ်ပေါက်လာမယ်ပဲဆိုရရန်တယောက်ကပါဝင်ပတ်သက်ခြင်းပြုဖို့ဆိုပြီးမိခင်အမတီတိုင်ကပြည်ခဲ့နိုဝင်ဘာကွဲနေမှာထုတ်ပြန်ကြေညာပါတယ်။ နားဆင်အားပေးကြတဲ့အတွက်ထူးမြဲကျေးဇူးတင်ရှိပါတယ်ရှင်